မင်္ဂလာပါရှင်အခုဖတ်ပြမယ့်စာအုပ်လေးကတော့ဆရာစီယာရဲ့ကဘာဟာခမည်းဖြစ်ကြောင်းဆိုတဲ့စာအုပ်လေးပဲဖြစ်ပါတယ်မိတ်ဆက်ကျွန်တော်ကဘာကြီးကျွန်တော်ကဘာကြီးကပင်လေတွေစိမ့်ဆိုတဲ့တိုးတောင်တွေနဲ့ဖွဲ့စည်းတာမဟုတ်ဘူးအညိုရောင်လေးအသားခန့်ညွညွအမျိုးသမီးလေးဆိုပါတော့ right person ဆိုတာကိုကျွန်တော်အရင်နားမလည်ပါဘူးဒါပေမဲ့ အမျိုးသမီးတစ်ယောက်ကို သူ့ရဲ့လက်ရှိဖြစ်တည်မှုအတိုင်းအတိတ်ပြည့်စုံပန်းအတိုင်းဝိုင်းစိတ်နေစိတ်ချာဘာမှမရောပဲသူဆိုတဲ့အပြုတ်မဟန်ပန်ဖြစ်တည်မှုလေးအတိုင်းသဘောကျနေမိတယ်။သူ့အကြောင်းတိတ်လဲမသိဘူး။တတိချမိသလောက်သူကတော်မဲ့ထက်မဲ့ပုံစံမျိုးလေးပဲ။သူ့ရာထူးတွေအတိုင်းဝိုင်းဂုံတိတ်ခါတွေ ငွေကြေးလာစားတွေကျွန်တော်မသိဘူးကျွန်တော်သိတာသူပြုံးတာလေးကို သဘောကျတယ်သူဗီဒီယိုရိုက်တာလေးတွေတစ်တော့ဆော့တာလေးတွေ သဘောကျတယ်သူ့ရဲ့စကားပြောပုံဟန်ပန်လေးတွေရဲ့ရဲတာမှဲ့တာစောင်းတာအပြုတ်မှုအစုံပေါ့အကုန်သဘောကျမိတယ်သူဆိုတဲ့ဖြစ်တည်မှုလေးအတိုင်းသဘောကျနေမိတာချက်ပေါက်မှာစကားပြောရင်လေသူစီက စာဝင်လာရုံနဲ့အလိုလိုပြုံးမိတာမျိုးသူစာဖတ်သွားရင်အာပီပြန်မလားဆိုပြီးချက်လစ်တဲမှာပဲတိုက်ပေလင်းကိုစင်တန်ပြဖို့စောင့်နေမိတာမျိုးတွေပေါ့သူ့ကိုကျွန်တော်ရဲ့အမှန်တရားလေးတစ်ခုလို့ထင်မိမြင်မိနေတယ် right person ဆိုတာဒါမျိုးလားမသိပါဘူး တလောကလုံးသူ့ကိုမားတယ်လို့ဝိုင်းပြောရင်တောင်ဘလောက်မှမသူ့ကိုယ်တိုင်ကအမှန်တရားဖြစ်နေတာကြောင့်ကျွန်တော်အတွေ့တော့သူ့မှန်တယ်ဆိုပြီးတလောကလုံးနဲ့သူ့ကြားသူ့ရှေ့ကရက်တီပေးချင်မိတာမျိုးသူ့ပြုံးရင်ပြုံးမိတယ်သူ့ပြောရင်ရယ်မိတယ်သူ့မဲ့နေရင်ကျွန်တော်ကဘာပြက်တယ်သူ့ကိုမြင်တိုင်းကိုယ့်ရဲ့ဒုတိယနာမည်တော်ကိုဝိညာဉ် ခွန်အောင်နေသူလေးလို့ထင်မိတယ်။အဲ့ဒါက right person အဲ့ဒါကကဘာကြီးသားဆိုရင်ကျွန်တော်ထင်တယ်ကျွန်တော်ကဘာကြီးကအညိုရောင်လေးပဲဖြစ်လိမ့်မယ်အသားခက်ညွညူအမျိုးသမီးလေးတစ်ယောက်ပေါ့အခန်းတညိုကကျွန်တော်ကိုကောက်တွေ့ခဲ့တယ်ကောက်တွေ့တဲ့သူက ပိုင်ဆိုင်ကြီးဆိုရင်ကျွန်တော်ကိုညိုက ပိုင်နေလေတကယ်တမ်းညို့ကိုကျွန်တော်ကောက်တွေ့ခဲ့တာပါကျွန်တော်လက်ထဲရောက်လာတဲ့အရာလေးမထီမရှားဖို့ဂယုဆိုင်ရမယ်မဟုတ်လားညို့ကကျွန်တော်ကိုကောက်တွေ့ခဲ့တယ်ဟိုင်းဟုတ်ကဲ့ဟိုင်းပါရှင်ပြောတာလေးကကိုယဉ်ကျေးပြီးချစ်ဖို့ကောင်းလိုက်တာလို့တွေးမိရင်ကျွန်တော်ညီမဗီဒီယိုလေးတွေသဘောကျလို့ ရှဲလို့ရမလားခွေတောင်းတော့ရပါတယ်ရှင်တင်ထားတာကြာပြီတဲ့ကျွန်တော်လဲရှဲလိုက်မိတယ်ဆိုပါတော့အဲ့ဒီနေ့ကမတောက်ပဲတုံတဲ့နေ့တကယ်တမ်းပြောဖြစ်တာခဏလေးအဲ့ဒီစကလုံးဟိုင်းလေးကို ပို့ဖို့ကျွန်တော်အချိန်နဲ့သုံးရက်လောက်ယူခဲ့ရတယ်သူနဲ့ပြောဖို့အရေးတင်မင်းနဲ့ထိတ်တိုက်တွေ့ရတာတည်းပို့ပြီးစိတ်လှုပ်ရှားမိတယ် အဲ့ဒီနေ့ကစအကြောင်းမျိုးမျိုးနဲ့မိတ်ဆက်ရင်သူ့ကိုရင်းနှီးအောင်ကြိုးစားခဲ့တယ်။သူ့အတွက်ကြပြလေးတွေရေးတယ်။အဖြစ်အပျက်လေးတွေတင်တယ်။သူနဲ့လိုက်ဖက်တဲ့အကြောင်းလေးတွေချစ်ချင်းမေတ္တာက သူ့ဖြစ်ကြောင်းလေးတွေရေးတယ်။ကျွန်တော်ချစ်တဲ့အမျိုးသမီးလေးပေါ့။သူ့မှာနှစ်မောင်နဲ့ဆန်ရွှေရှည်လေးတွေ ရှိတယ်။ဆွဲညွနိုင်တဲ့မျက်လုံးလေးတွေချစ်ဖို့ကောင်းတဲ့အပြုံးပြုံးလိုက်တိုင်းထက်ချစ်ဖို့ကောင်းတဲ့ တတဲဟွန်းဆိုတဲ့စကားကိုမှဲ့ပြီးအဖြစ်ပေးတဲ့နှုတ်ခမ်းပပလေးတွေရှိတယ်။ပြီးရင် ကျွန်တော်အတွက်ဆို ပြက်သားပြီးလက်မကြည့်တတ်တဲ့စိတ်ထက်ထက်လေးရှိတယ်။မင်းကဟုတ်လားချီလား။ဝေါ်ပေပါတင်ထားတဲ့ကောင်မလေးကမင်းကောင်မလေးလား။တငယ်ချင်းအမေးကိုတဆက်တဲမှာပဲ။မဟုတ်ပါဘူးကွာ။စကားတော့တိတ်ချာမပြောဘူးဘူး။သူ့ကိုသဘောကျလို့ တင်ထားတာလို့ညင်းလိုက်မိတယ်။တကယ်လဲဟုတ်ပါတယ်။ကျွန်တော်သူ့ကိုဆိုရှယ်မီဒီယာမှာမြင်မှုယုံလေးနဲ့သူ့ဗီဒီယိုလေးတွေ၊သူ့ပုံလေးတွေ၊သူ့အပြုအမူနဲ့အပြုံးလေးတွေသဘောကျလို့တင်ထားမိတာ။ Hello 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 ပြောပါဘာလို့လဲမသိဘူးရှင်။ဟုတ်ကဲ့ကျွန်တော်ဖုံးပါသွားလို့ပါ။တကယ်တမ်းအတန်မထွက်ဖြစ်ပါဘူး။စိတ်ထဲကယူလိုက်တာပါ။ အဲ့ဒီအချိန်မှာသူဖုံးချသွားတယ်အတန်ထွက်လို့မဖြစ်ဘူးလေကျွန်တော်အတန်ကိုမှတ်မိသွားမှာမက်ဆင်ဂျာဆိုတဲ့အရာလေးတဲ့သူ့ကို ကျွန်တော်တချင်းဆိုပြဘူးတယ်ညိုက ဖုန်းနံပါတ်သာပေးပြီးဖုန်းဆက်ခွင့်မပေးဘူးအဲ့ဒါတွေကကျွန်တော်ချစ်တဲ့အမျိုးသမီးလေးနဲ့ပတ်သက်တဲ့ဆက်ဆဆင်း အဖြစ်အပျက်တချို့ပါ သူ့နာမည်ကညိုအသားခက်ညိုညို အမျိုးသမီးလေးတမားဆိုအိုမမယားဆိုပြိုမအသားဆိုညိုမတဲ့သူကအသက်ငယ်ငယ်လေးနဲ့ကုမ္ပဏီတစ်ခုရဲ့မန်နေဂျာဖြစ်နေတဲ့သူလေညိုကတော်တယ်ထက်တယ်ဝန်ထမ်းတွေကလည်းချစ်တယ်လို့သူကလည်းမိသားစုစိတ်နဲ့တသားတည်းထားတယ်စာရီအဖက်များပြီး ကော်ဖီလည်းကြိုက်တယ်ပြီးတော့ညိုကကျွန်တော်ထက်ငယ်ပေမဲ့ ပွင့်ရေးချက်တယ်။ကျွန်တော်ကကိုကိုကိုလူပြင်ထားတဲ့သူတယောက်ဆိုပြီးညိုကကျွန်တော်ကိုကောက်တွေ့ခဲ့တယ်။ကောက်တွေ့တဲ့သူက ပိုင်ဆိုင်ချေးဆိုရင်ကျွန်တော်ကိုညိုကပိုင်တယ်လေ။တကယ်တမ်းညိုကိုကျွန်တော်ကောက်တွေ့ခဲ့တာပါ။ကျွန်တော်လက်ထဲရောက်လာတဲ့အရာလေးကို မထိရှာဖို့ဂရုစိုက်ရမယ်မဟုတ်လား။ကျွန်တော်ကစူစိုက်ကိုအကောင်းမြင်ပြီး အရက်ကိုမိတ်ဆွေလိုခင်တွေ့တဲ့ကောင်မျိုး လေပြင်းမရှိတဲ့မုံတိုင်းစိတ်တွေကြားထဲမှာပန်းတစ်ခုက အလုတ်ထွက်ခဲ့ပြီးဘဝကို ရေစုံမျောထားတယ်။နောက်ပိုင်းအပေအတီဆန်တဲ့နေ့ရက်တွေမှာမြို့ကို တွေ့ရှိခဲ့တယ်။ကျွန်တော်ညုံနဲ့စာပေဝါသနာချင်းတူတယ်။ကော်ဖီချိန်တာချင်းလည်းတူတယ်။နှစ်ယောက်လုံးဘုဒ္ဓဟူဆင်တွင်ဖြစ်ပြီး ပစူကြိုက်တဲ့ပြန်နဲ့ပြီးတော့မတူတာတွေကလည်းညိုကယတစာပေတွေဖတ်တာများပြီးကျွန်တော်ကတုတစာပေတွေဖတ်တာများတယ်ညိုက အမေရိကန်နိုကော်ဖီကြိုက်ပြီးကျွန်တော်ကနက်စ်ကော်ဖီကြိုက်တယ်ညိုကချစ်ဖို့ကောင်းတဲ့စင်မလေးဖြစ်ပြီးကျွန်တော်ကမုံယူနေတဲ့အစင်တကောင်မျိုးပါကျွန်တော်အတွက်ဟွန်းနော်ဆိုတဲ့ညို့အတန်လေးက အကိုနော်လို့ခေါ်လိုက်တဲ့နန်းစားမှာအမဲကြရှုံသွားတတ်တယ်။ညိုကဖြက်ထူးညံကောင်းတယ်။သူစိတ်ဆိုးတဲ့အချိန်တွေဆိုစာရဲ့နောက်မှာ auto reply လို့ရေးထည့်တတ်ပြီးသူ့ကိုအဖြေတောင်းတဲ့အချိန်တွေမှာတားရီအန်တီပါတမီမျက်နာတင့်နေတယ်လို့သူ့ဘာသာသူရေးဖို့တက်ပြန်တယ်။တခါတလေကြလဲလူကို မစည်းရုံနဲ့တော့အကိုလို့ ချစ်ဖို့ကအောင်ပြတ်တက်တယ်ကျွန်တော်ညို့ကိုချစ်တယ်ဒီဘဝမှာတွေမဟုတ်ဘူးဘဝတွေရှိနေသူ့ရဲ့ချစ်မှာကျွန်တော်မွေးနေ့မတိုင်ခင်မှာညို့ကိုတွေ့ဖို့စီစဉ်ထားပြီးကျွန်တော်တင်နေမစိတ်ခင်အထိစိတ်ချမ်းသာအောင်ထားဖို့ပလန်ဆွဲထားတယ်ညို့ကပြောတယ်အကိုအမြဲတမ်းတတိတရရှိနေပေးပါနော်တဲ့ပြီးရင်သူကပဲတခါတလေပြစ်ထားတတ်တယ် ညို့အတွက်ကျွန်တော်တည်ငြိမ်လာတယ်။ဆူဆိုက်ပုံတွေမတင်ဖြစ်တော့ဘူး။ပြီးရာတွေအရက်တွေမတောက်ဖြစ်တော့ဘူး။လူကိုထိမဲ့အရာတွေနဲ့ပတ်သက်ရင်ညို့ကိုဆက်ချစ်တာနဲ့ကော်ဖီတောက်ဖြစ်တာလောက်ပဲရှိတော့တယ်။ကျွန်တော်ညို့ကိုလက်ထက်ချင်တယ်။လက်ထက်မယ်လို့တွေးထားတယ်။ညို့ကျွန်တော်ကိုချစ်မချစ်မသိဘူး။မချစ်လဲကျွန်တော်ညို့ကိုချစ်တယ်။ညို့အတွက်အမြဲတမ်းအစဉ်သင်ရှိမယ်။ကျွန်တော်ပြောသလိုကျွန်တော်က မြို့ကိုကောက်တွေ့ခဲ့ပြီးကျွန်တော်တွေ့ရှိခဲ့တဲ့အမျိုးသမီးလေးမချိရှာဖို့ပျော်ဖို့ပြုံးဖို့စိတ်ချမ်းသာဖို့သူ့ကို အရေးတကြီးကြီးဂရုစိုက်ဖို့ကျွန်တော်မှာတာဝန်ရှိတယ်ကျွန်တော်ကိုကောက်တွေ့ခဲ့တဲ့မြို့လက်ထဲမှာတော့လိမ်မာလာခဲ့တယ်တေလိုက်ရှင်လိုက်နှစ်ရက်တွေကြာမှညို့ကျွန်တော်ကိုတင်ထားမလားတခြားသူကောက်တွေ့ဖို့လို့ပြစ်ခဲ့မလားမသိတဲ့ညို့လက်ခိုးထဲက ရေတဆုံကုန်းတဆုံလူသားလေးပါတကယ်တော့ညိုရေလောကရန်ရဲ့လက်ွက်ထဲမှာဒီလူသားကညို့အပိုင်ပါ